ဒါဘာသာတွေအတွက်အထူးရှင်းရမယ်ရှင်းချက်ဖြစ်ပါတယ်။ကာလမသုတ်တံဟာကာလမမင်းသားတွေကိုဟောကြတဲ့တရားဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်ဘာသာကြားတွေကိုဟောတဲ့တရားဖြစ်ပါတယ်။ freezing ကလို့ခေါ်တဲ့လွတ်လွတ်လပ်လပ်တွေးခေါ်နေကြတဲ့မဆုံးဖြတ်နိုင်သေးကြတဲ့ကာလမမင်းသားတွေကိုဟောကြတဲ့ဘာသာမဲ့တွေကိုဟောကြတဲ့တရားလို့ဒီလိုတွေ့တင်သိထားပါတယ်။သို့သောဒီကိစ္စမုတ်တိသုတ်တံဆိုတဲ့ကာလမသုတ်တံကိုနာကြားကြတဲ့ပုဂ္ဂိုလ်များဟာဗုဒ္ဓဘာသာဝင်တွေဖြစ်နေကြပါတယ်။ ဒီတော့ဘာသာကြားတွေကိုဟောထားတဲ့တရားတွေကိုဗုဒ္ဓဘာသာဝင်တို့ကမိမိတို့ရဲ့ရှုထောင့်နဲ့ကြည့်ပြီးတော့ယူလိုက်တဲ့အခါမှာအထင်လွဲစရာတွေအယူအောက်လွဲစရာတွေအများကြီးတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့မှာမူလေးတွေရှိပါတယ်။အဲ့ဒါဘာလဲလို့ဆိုတော့ပါဠိတော်ထာဂရာတီဃာဆိုတဲ့မူတွေဖြစ်ပါတယ်။ကျွန်တော်တို့မှာပါဠိတော်အုပ်40ရှိပါတယ်။အဲ ထာဒါ52ဦးရှိပါတယ်ဒီက26ဦးရှိပါတယ်ကျမ်းပေါင်းတရာကျော်နဲ့စုစည်းထားတဲ့ဖွဲ့စည်းထားတဲ့ဘာသာကြီးတခုဖြစ်ပါတယ်လက်တော်အလောက်ကျမ်းစာတခုနဲ့ဖွဲ့စည်းထားတဲ့ထူထောင်ထားတဲ့ဘာသာမဟုတ်ပါဘူးပါဠိတော်အုပ်40မှာသုတ်တန်ကြီးပဲ22ဦးရှိပါတယ်ဝိနည်း5ကျမ်း5ဦးရှိပါတယ်ပြီးဒီမှာ9ကျမ်းစာအုပ်အပြင်22ဦးရှိပါတယ်သုတ်တန်ကြီးပဲ23ဦးဆိုတာသုတ်တိလက်ခံသုတ်မဟာဝါသုတ်ပါထေရသုတ်သုံးကျမ်းစာအုပ်အပြင်23ဦးရှိပါတယ်ဝိနည်း5ကျမ်းရှိပါတယ် ပါရာဇိကပါစိတ္တိယဆူလဝကမဟာဝကပြိဝါဒစာဝအဖြစ်၅အုပ်ရှိပါတယ်အဘိဓမ္မာ9ကျမ်းရှိပါတယ်ဓမ္မသံဃာနိဝိဘင်းဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဆိုပြီးတော့9ကျမ်းရှိပါတယ်စာဝအယူတွေအပြင်12အုပ်ရှိပါတယ်ဒါကြောင့်ပါဠိတော်ကြီးပဲအုပ်40ရှိပါတယ်ဓာတာ52အုပ်ဒီက26အုပ်ရှိပါတယ်ဒီတော့ကျွန်တော်တို့ရဲ့မူဆိုတာကျွန်တော်တို့ရဲ့ပေတံဆိုတာအဲ့ဒါပါပဲဒီတော့ရှေးဦးစွာပါဠိတော်ကိုကျွန်တော်တို့ကြည့်ပါမယ်မာပိရိကသမ္မာနိနကဂဏိဌာန် အဲ့ဒါပါဠိတော်မှာပရိကသမ္မာနေနအတိဘယ်ကမိမိတို့သင်ကြားလေးကျန်နာယူမှတ်သားအကုန်သောစာပေပရိကတို့နဲ့ကိုက်ညီယုံမြဖြင့်ဒီလိုတိဘယ်ဖွင့်ပါသာရာကဘာဖွင့်လဲလို့ဆိုတော့မာပရိကသမ္မာနေနာတိအမှားကံပရိကတန်တိယသတ္တိန်သမီတိတိမာကံနိထာလို့ဖွင့်ပါတယ်။ဒီတော့ပရမတ္တိချက်ကအထာဂတဆရာရဲ့အဆိုအရမာပရိကသမ္မာနေနာတိအမှားကံနဲ့အမှားကံဆိုတာငါတို့ရဲ့လို့အဓိပ္ပာယ်ရပါတယ်။ဆောစောကပါဠိတော်မှာမိမိတို့သင်ကြားလေးချက်နာယူမှတ်သားအကုန်သောစာပေပရိကလို့ခေါ်တဲ့အခါမှာ အဲ့ဒီပရိကတွေကဘသူတွေရဲ့ပရိကလဲလို့ထာဂရကိုဆက်ကြည့်တဲ့အခါမှာအမှားကန်ငါတို့ရဲ့ငါတို့ရဲ့ဆိုတာဘသူရဲ့ပရိကလဲဆိုရင်ကာလမတ်ရဲ့ပရိကကိုဆိုတာပါမြတ်စွာဘုရားရှင်ကနေပြီးတော့ပြောရင်တော့သင်တို့ရဲ့လို့ဒီလိုတိပြရပါတယ်ကာလမတ်မင်းသားတွေကိုကိုစားပြုပြီးပြောနေတဲ့အတွက်မာအနုတဝိနမာပရံပရာယမာဣတိကိရာယမာပရိကသမရာနေနာလို့ဆိုတဲ့အတွက်ပရိကသမရာနေနာဆိုတာ စာပေပရိကလေအဲ့ဒါဘသူပရိကလဲဆိုရင်အမှားကန်ငါတို့ရဲ့ဆိုတာကာလမတ်ရဲ့စာပေပရိကလေဖြစ်ပါတယ် ဒါဖြင့်ပိဋကရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်။ပိဋကဆိုတာဘာလဲ။ဒီကကိုဆက်ကြည့်ရပါမယ်။ဒီကဆရာကအတ္တနောဥက္ခဂန္ဓတံပတ္တိယမာဂန္ဓိတာဒီဝုတ်တံဟောတိလို့ဖွင့်ပါတယ်။အဓိပ္ပာယ်ကပိဋကဆိုတာဘာလဲဆိုဂန္ဓာ။ဂန္ဓာဆိုတာဘာလဲဆိုကြံကံ။စာအုပ်ပဲ BOK ပုဂ္ဂိုလ်ဂန္ဓာပါဖြစ်ပါတယ်။ပိဋကဆိုတာကြံကံစာအုပ်ဖြစ်ပါတယ်။ဒါဖြင့်ဘယ်သူတွေရဲ့စာအုပ်လဲလို့ဆိုရင်ခုနပြောတဲ့ကာလမမင်းသားတွေရဲ့စာအုပ်တွေဖြစ်ပါတယ်။ ဒီနေရာမှာဘာကြောင့်ဒီလိုရှင်းရလဲလို့ဆိုတဲ့အခါမှာဘာသာပြန်ဆိုချက်အမှားတွေကိုဖော်ပြခြင်းလို့ဖြစ်ပါတယ်။မာပရိကသမရဏိနာကိုဘာသာပြန်ဆရာတွေကပြန်လိုက်တဲ့အခါမှာပိကသုံးပုံတည်းပါယုံနဲ့လည်းမယုံကြနဲ့အောင်လို့ဆိုတဲ့အခါအကြီးကျယ်ပြဿနာဖြစ်ပါတယ်။ဘာသာကြားတွေကိုဟောကြားတဲ့တရားတွေမှာဘုရားဘာသာတွေရဲ့ရှုထောက်ကနေဘုရားဘာသာများစုကနာပြီးတော့ဘာသာပြန်ရဲ့အမှားတွေကိုဖတ်မိတဲ့အခါမှာမြတ်စွာဘုရားရှင်ကငါပြောတဲ့စကားလည်းမယုံနဲ့အောင်ငါဟောကြားတဲ့ပိကသုံးပုံနဲ့ကိုက်ညီယုံမြဖြစ်လည်းမယုံနဲ့အောင်လို့ဆိုတဲ့ပြဿနာအကြီးကျယ်ဖြစ်ပါတယ်။ ဒါဘာကြောင့်လဲဆိုဆိုရင်ဘာသာပြန်လို့ရအမှားပါဘာသာပြန်ဆိုတဲ့နေရာမှာယခုမှမဟုတ်ပါဘူးဟိုးရှိရှိခါတွေကမှားလာခဲ့တဲ့အမှားတစ်ခုပါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုကဘာနဲ့အဝမ်းကျယ်ပြန့်အောင်သာသနာပြုဖို့ရေးအတွက်အခြားခြားသောနိုင်ငံတွေကဘာကသိနိုင်မှုတွေအင်္ဂလိပ်လိုပြန်ရမှာမြန်မာစာပေကိုလည်းပဲခင်းရင်းတဲ့အပြင်ကိုအင်္ဂလိပ်ဘာသာဆိုတဲ့ကပို့ပြီးတော့ခင်းရင်းကြတဲ့အခါအင်္ဂလိပ်တွေကိုပြန်ခိုင်းရမှာအင်္ဂလိပ်စာကျွမ်းကျင်တဲ့အင်္ဂလိပ်တွေကိုပြန်ခိုင်းတဲ့အခါမှာအဓိကအနှက်ချက်တွေကတစ်က ပြန်ဆိုသူသည်ဗုဒ္ဓဘာသာဝင်မဟုတ်တာတစ်ချက်အာဂရိ၄ပါးကင်းစင်သောယဟန္တာကြီးများမဟုတ်တာလည်းပဲတစ်ချက်နောက်တတိယချက်ကပါဠိတော်ထာဂရတိကာတွေကိုဆရာနဲ့တကွကြာကြာနန္နာသင်ကြားတက်မြောက်ထားတဲ့ပုဂ္ဂိုလ်တွေမဟုတ်အဲ့ဒီပုဂ္ဂိုလ်တွေကပါဠိတော်ထာဂရတိကာကိုအိမ်မက်တော်မမဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒီတော့ဘာကြောင့်ပြန်လဲလို့ဆိုရင်ပက်ဆံရလို့ပြန်တယ်လို့ဒီပြထွက်ပါတယ်အဲ့ဒါလို့ပြန်တဲ့ခါကျတော့ဘာဖြစ်ကြလဲလို့ဆိုတော့အမှားယွင်းနေဖြစ်ပါတယ်ဥပမာလေးပြောပါကျွန်တော်တို့ပါဠိဘာသာမှာ ဗုဒ္ဓစာပေမှာသွာဟဆိုရှိပါတယ်သွာဆိုတာမင်္ဂလာကိုရည်မှန်းပြီးဟစ်အော်ခြင်းလို့အဓိပ္ပာယ်ရပါတယ်အဲဒီသွာဟကိုအင်္ဂလိပ်ကအင်္ဂလိပ်ကဘာသာပြန်လိုက်တဲ့အခါ go away ဆိုပြီးတော့ပြန်ပါတယ်အဓိပ္ပာယ်ကနှင်ထုတ်ခြင်းလို့ဖြစ်အဲ့တော့သွာဟဆိုတဲ့ဟာကိုသွာဟဆိုတဲ့ဟာနဲ့ထင်အောင်ထင်မှားဖြစ်ပြီးတော့ go away လို့ပြန်လိုက်တယ်အမှားတကူပါတော်တော်ဆိုးရတယ်အမှားဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဝိသုတိမထာဂရာတဲ့ပစ္စယပရိကအခန်းမှာသုဒ္ဓဓမ္မပဝတ္တန်တိဆိုတဲ့ပါဠိရှိပါတယ် အဓိပ္ပာယ်ကဟေတုဖလသမန္တဝသေနဗုဒ္ဓမာနနာမရူပမတ္တမေဝခါယတိလို့ဆိုပါတယ်။မြန်မာလိုပြောရင်တော့အကြောင်းကျိုးအပြည့်ဆက်ဆက်လျက်ရှိသောယုံနံဓမ္မတို့သာနေလောကမှာအထင်ရှားရှိကြကုန်လေ။ပြည်လူသူကာရကခံစားသူဝိရကဆိုတာမရှိဘူးတဲ့။အဲ့ဒါကိုသုဒ္ဓဓမ္မပုံဝန်တန်းတိခေါ်ပါတယ်။ဒါကိုအင်္ဂလိပ်ကသုဒ္ဓဓမ္မဆိုတဲ့ဟာကို phenomenon လို့အဓိပ္ပာယ်ပြန်ပါတယ်ပြည့်ရှိအောင်လို့အမည်ပေါ့။ အဲ့ဒါလို့ပြန်တဲ့အခါဒီအတိတ်ပဲကဘာလဲလို့ဆိုတော့အထင်ရှားရှိသောသိနိုင်သောတရားပေါ့အဓိကအပြင်တော့ရူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖုတ္တပါယုံဆိုတဲ့အာယုံ၅ပါးတနည်းအားဖြင့်ပြောရင်ယုတ်တရားလို့ဖနမီနန်ရဲ့အတိတ်ပဲကထွက်ပါတယ်ဒီတော့သုဒ္ဓတမပေါ်တန်တိလို့အဲ့ဒါလို့ဖနမီနန်လို့ပြန်လိုက်တဲ့အခါမှာဘုဒ္ဓဝါဒဟာယုတ်ကျမ်းဝါဒလို့ထင်ရောင်ထင်မှဖြစ်သွားပါတယ် ိုတုန်းကဘာသာပြန်ဆိုတဲ့ပုံကိုယ်ကြီးရဲ့အမှားဘလောက်ဆိုးလဲဆိုရင်အရှင်အာနန္ဒာကိုဘုံကြီးမန်းတော့မသိဘူးလို့ဒီလိုတွေ့ရှိရပါတယ်။ရှင်အာနန္ဒာကိုဥပဒကာလို့ဘာသာပြန်ပါတယ်။ဖယားနဲ့လိုက်ပြီးတော့အလုပ်ကျွေးပြုနေတဲ့ဒါဥပဒကာဒီတော့တက်တက်ဆင်လွှဲမှားပါတယ်။ဘိက္ခုလို့ခေါ်တဲ့တန်ဃာနဲ့ဥပဒကာဆိုတဲ့ဟာနဲ့ဟာထင်အောင်ထင်မှားရှိတော်လည်းပဲအတိပ္ပယ်ကအများကြီးကွာပါတယ်။ကောဥပဒကောတိတသမာဥပဒကောတိဥပဒကာဆိုတာဘာလဲလို့မင်းရင် ယောဂောစီတရဏံကတောကဟထရဏသုံးပါးကိုကိုယ်ကွယ်ကြီးညိုစိက္ကထက်တဲ့ကဟထဆိုတာအင်ယာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ကိုဆိုပါတယ်။မယတမြုံသားတချုံနဲ့နေတဲ့အင်ယာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုရဏသုံးပါးကိုကိုယ်ကွယ်ကြီးညိုစိက္ကထက်တယ်လို့သူတို့ကိုကဟထဥပဒကလို့ခေါ်ပါတယ်။ဒီတော့အရှင်အနန္ဒမထေရဥပဒကလို့ဆိုလိုက်တဲ့အခါမှာအရှင်အနန္ဒမထေရပါရာဇိကကြားတဲ့ပုံစံမျိုးတော်ဖြစ်သွားပါတယ်။တဟဘာသာပြန်ဆိုချက်အမှားတွေဖြစ်ပါတယ်။ ါဖြင့်ကျွန်တော်တို့ရှင်းရရင်ပိဋကနဲ့ပိဋကတ်နဲ့ဒီနှစ်ခုကမတူပါဘူး၊ကွဲပြားခြားနားပါတယ်။ပါဇော်ရီလုံးတင်ပြီးတတလင်းချေကာကြီးကပိဋကတ်နောက်တစ်ခုကပါဇော်ရီလုံးတင်ပြီးတတလင်းချေကာကြီးရေးတတ်တာကပိဋကတ်ဒီနှစ်ခုကအတိပဲကွဲပြားခြားနားပါတယ်။ရိုးရိုးကကြီးနဲ့ရေးတဲ့ကကဘာလဲလို့ဆိုရင်အဲ့ဒီပိဋကတ်ဆိုတာခန္ဓာပါ။ခုနတိကစီယာဖွင့်ပြတာအတနောဥက္ကဟာခန္ဓာတံပတ္တိယမာကန္တိတာဒီဝုဒ္ဒံဟောတိအဲ့ဒါခန္ဓာပါ။ကျမ်းကံပါ။ စာအုပ်ပါကာကြီးရေးတပ်သားကတ်တဲ့ပိရိကတ်ကဘာလဲလို့ဆိုတော့ပိရိကတ်၃ပုံပါဒီကနေ့ကျွန်တော်တို့သုတ်တန်တဝိနည်းအဘိဓမ္မာဆိုတဲ့ပိရိကတ်၃ပုံကိုဆိုပါတယ်အဲ့ဒီပိရိကတ်ဆိုတာဘယ်ကလာလဲလို့ဆိုတော့ပါဠိတော်ကပိရိကတ်တရားကနေလာပါတယ်ပိရိကတ်တရားကနေပိရိကတ်ဆိုပြီးဖြစ်ပါတယ်ဒေဝထထကနေပြီးတော့ဒေဝဒတ်လို့ဖြစ်လာတယ်လို့ပိရိကတ်တရားကနေပြီးတော့ပိရိကတ်လို့ဖြစ်ပါတယ်ဒါကြောင့်ပိရိကတ်နဲ့ပိရိကတ်ဟာအများကြီးကွဲပြားခြားနားပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်က နံပါတ်၄ချက်ဖြစ်တဲ့ကာလမတုတ်တီကိုဟောတဲ့မာဆဲချက်ထဲမှာနံပါတ်၄ချက်တော့ဖြစ်တဲ့တရားကိုဟောတဲ့ကမာပိဋကတရားတမ္ပရာနေနဂဏိဌလို့မဟောဘူးမာတိပိဋကတမ္ပရာနေနဂဏိဌလို့မဟောဘူးယိုယိုလေးဟောပါတယ်မာပိဋကတမ္ပရာနေနဂဏိဌဒါမှတန်ရေးကြည့်ပါဘာကြောင့်ပိဋကတရားလို့မဟောသလဲဘာကြောင့်တိပိဋကလို့မဟောသလဲလို့ဆိုရင်အဲ့ဒီအချိန်မှာပိဋကဆိုတဲ့အတုံလုံးဟောတာမပေါ်သေးပါဘူး ဒါတဘာဝယုတ်တိနဲ့လည်းရှင်းပါတယ်ပိဋကတ်ဆိုတဲ့ဝေါ်ဟာရဟာပထမသင်္ကာယနာတင်မရှင်မာကသပမထေရကြီးတို့ဖော်ထုတ်လိုက်တဲ့ဝေါ်ဟာရဖြစ်ပါတယ်ကာလမတိကိုဟောနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်မှာပိဋကတ်၃ပုံလို့ခေါ်ဆိုရအောင်လည်းပဲမစုံသေးပါဘူးပြိဋိဘံမပြုသေးတဲ့အတွက်တရားတွေအများကြီးကြံပါသေးတယ်ဒါကြောင့်ဒီနေရာမှာရိုးရိုးလေးမြတ်စွာဘုရားရှင်ဟောလို့ရှိတယ်ဓမ္မနဲ့ဝိနည်းရဒီနှစ်ချက်နဲ့ပဲပြပါမြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးလို့ပထမသင်္ကန်းနာတင်တဲ့ချိန်ကျမှရှင်မဂ္ဂသပ္ပဥဆောင်ပြီးတော့ရှင်ဘုရားတို့ ညစာဘုရားရှင်45ဝါလုံးဟောကြားခဲ့တဲ့တရားတော်တွေကိုအာလုံးတန်ဃာကစုစည်းပြီးပါပြီတန်ဃာကအတည်ပြုခဲ့ပါပြီဟောဒီတရားတွေကိုတော့သုတ်တန်တပရိကလို့ခေါ်ကြပါစို့ဒီတရားတော်တွေကိုတော့ဝိနည်းပရိကလို့ခေါ်ကြပါစို့ဒီတရားတွေကိုတော့ဗိဓမာပရိကလို့ခေါ်ကြပါစို့လို့ဆိုပြီးတော့တန်ဃာတွေကသွေးညိအဋ္ဌံပြုခဲ့ပါတယ်ညစာဘုရားရှင်ဟောကြားတဲ့တရားတော်တွေအာလုံးစုစည်းပြီးပါပြီတန်ဃာကအတည်ပြုခဲ့ပြီးပါပြီဒါကြောင့်ဘုရားရှင်မဟောကြားတဲ့တရားတွေကိုလည်းဖြည့်လားဆွဲလားထည့်လားမလုပ်ကြပါနဲ့ညစာဘုရားရှင်ဟောကြားတဲ့တရားတွေကိုလည်းပဲပယ်လားဖြုတ်လားနှုတ်လားမလုပ်ကြပါနဲ့ ဒီတိုင်းခြားကိုးကွယ်ကြပါစို့လို့လုပ်ခဲ့အဲ့တော့ပထမသင်္ကန်းနာတင်မှပိရိကဆိုတဲ့ပိရိကဆိုတဲ့ဟောဟာတာပေါ်ပါတယ်ခြေပိုင်းမှာမြတ်စွာဘုရားရှင်ဟာဓမ္မဝိနည်းအားလို့ဒီလိုပဲဟောပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ပြိဋိဘံပြုခာနီးမှာတော့အရှင်အနန္ဒကအရှင်ဘုရားမရှိရင်တပည့်တော်တို့ဘာတွေကိုးကွယ်ရမလဲလို့မေးတဲ့အခါမှာယောခောအနန္ဒဓမ္မောစာဝိနည်းစာဒေစီတော်ပညာတော်သောဝမမစ္စေနာတတ္ထအနန္ဒငါသည်ဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီ အဲ့ဒီဓမ္မနဲ့ဝိနည်းရဒီငါဖះပြိဋိဘံပြူပြီးတဲ့အခါမှာသင်္ချစ်သားတို့ရဲ့ဆက်ရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7000 4000ဒီငါဖះရာနဲ့တီကသင်္ချစ်သားတို့ကိုဆုံးမကြလိမ့်မယ်ဒီလိုမိတ်ဆွေတော်မူခဲ့ပါမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကဓမ္မဝိနည်းရလို့ဆိုထားပါတယ်သူတရားတွေကိုအဲ့ဒီအချိန်မှာဓမ္မဝိနည်းရပဲဖွင့်ပါတယ်ပိဋကလို့မဖွင့်ပါဘူးပိဋကတော်လို့မဖွင့်ပါဒါကြောင့်ဒီဓမ္မနဲ့ဝိနည်းရလို့ဖွင့်ထားတဲ့အခါမှာအခရမေကမေကင်းစာဗုဒ္ဓရူပံ စာတလုံးဘုရားတဆူလို့ဒီဓမ္မခန္ဓာပေါင်း၈000လောက်တောင်ဘုရားဘာသာတွေလေးစားကြီးညိုပြီးတော့ကိုယ်ကွယ်စည်းကပ်ပြီးတော့တတိထားခဲ့ကြပါတယ်ဒီတော့ဒီနေရာမှာအခုခါကျမှဘာသာပြန်ဆိုတဲ့လူတွေရဲ့အမားကြောင့်ငါဘုရားဟောတာလည်းမယုံနဲ့အောင်ပိဋကသုံးပုံနဲ့ပါယုံနဲ့လည်းမဟုတ်မယုံနဲ့အောင်လို့ဆိုရင်တော့ကျွန်တော်တို့တွေဘာတွေဆက်လုပ်ကြမလဲအမတန်မှအရေးကြီးပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့သုတ်တံဝိနည်းပိဋကဆိုတဲ့ပိဋကသုံးပုံကို ဘုရားဟောတာလည်းမယုံနဲ့။အိုးပိဋကတ်သုံးပုံနဲ့ပါယုံနဲ့မယုံနဲ့ဘူးဆိုရင်တော့စကားတစ်ခုတည်းနေရာမှာပြောเสียရှိပါတယ်။စကားအသုံးလုံးယဉ်သီးတယ်လို့ဆိုရင်တော့သိခံပေးပါ။ပိဋကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်လို့ဒီစကားတစ်ခုမှပြောရမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ဒီပိဋကတ်လို့ခေါ်တဲ့ပိဋကတ်သုံးပုံကိုမယုံရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကထွက်ရမှာပါ။ဘယ်မရောက်သွားမလဲဆိုရင်ဘေးထွက်နေပါ။ကာလမရဏသွားထိုင်နေရုံပါပဲ။ ဟိုမှာကနဝေတင်ကြောင်နဲ့ဘယ်ယူဝါဒမှန်တယ်ဘယ်ယူဝါဒမှားတယ်ဘယ်သမဏဗျမဏတွေဒီဟာမှန်သောစကားကိုဆိုတယ်ဘယ်သမဏဗျမဏတွေဟာမှားသောစကားကိုဆိုတယ်ဆိုတာကိုမဝေခွဲနိုင်မဲနဲ့မြတ်စွာဘုရားကိုရှောက်ထားတဲ့အခြေအနေပဲရှိပါသေး။ဒါကြောင့်ပရိကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်ပါ။ဘာကြောင့်လဲ။ဗုဒ္ဓဘာသာဆိုတာအစ္ဆတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစရှိသည်ဖြင့်ဘုရားယရနာကို အသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တယ်ဓမ္မကိုအသက်ထက်ဆုံးယုံကြည်တယ်ဓမ္မလို့ခေါ်တဲ့မလေးပါဘိုးလေးပါနိဗ္ဗာန်ပရိယတ်လို့ခေါ်တဲ့ဒီပရိကတ်တော်တွေကိုအသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ဗုဒ္ဓဘာသာဖြစ်ပြီးမှပရိကတ်တော်နဲ့ပါယုံနဲ့မယုံနဲ့အောင်လို့ဆိုရင်တော့ဗုဒ္ဓဘာသာကနေခိတ္တထွက်ပေးလိုက်ရုံပဲရှိပါတယ်